ရပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကမ်ပိုင်တီအမှတ်1003နေကြားဆောင်တည်ရင်ဌာနချုပ်အပါအဝင်စစ်တပ်စခန်း၈ခုထဲမင်းဲကို KIA ကသိမ်းပိုက်ရရှိထားတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပါတယ်မင်္ဂလာပင်လယ်အောင်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာဆန်ကလုံးမုန်တိုင်းအဖြစ်ကိုရောက်ရှိနိုင်ပြီးမြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းမှာမိုးကြီးပြီးရေကြီးခြင်းနဲ့မြေပြိုမှုဖြစ်ပေါ်နိုင်တဲ့တဲ့ရင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်ကံပိုင်တိမြို့နီအမှတ်1003နေကြားဆောင်တရင်ထနာကျော်အပါဝင်စစ်ကောင်စီနဲ့ပြည်သူစစ်တပ်စခန်း၈ခုထဲမှနည်းကို KAI ကသိမ်းပိုက်ရရှိထားတယ်လို့ KAIO ပြောခွင့်ရပုတ်ကိုဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်အော်တိုဘာလ22ရက်နေ့ညနေ9:00အချိန်မှာစစ်ကောင်စီလောက်ကန်စကုံတရင်ရဲ့ကချင်အထူးဒေသတဲ့အမှတ်1003နေကြားဆောင်တရင်ထနာကျော်ကို KAI ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့ပြီး နေမြေရှင်းလင်းနေရလို့လေဘိုးမူကြီးနော်ဘူးကပြောပါရယ်တလောမှာစစ်တုံမှန်ဖန်းစီရရှိမှုနဲ့စစ်လက်လက်တိစက်ရရှိမှုအခြေအနေတွေကိုအတိအကျမသိရှိရသေးဘူးလို့လည်းဆိုထားပါရယ်အခုရပိုင်းတွင်အမှတ်1003နေကြားဆောင်တပ်ရင်းဌာနချုပ်အပါအဝင်စစ်ကောင်စီနဲ့နေကြားဆောင်တပ်စခန်းစုစုပေါင်း၈ခုကိုသိမ်းပိုက်ရရှိထားပြီလို့လည်းဘိုးမူကြီးနော်ဘူးကဆိုပါရယ် KIA ဥဆောင်တဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်တွေဟာမတ်လ9ရက်နေ့ကနေစတင်ပြီးအခုချိန်ထိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ စစ်ကောင်စီတပ်စခန်းပေါင်း200ကျော်နဲ့မြို့ပေါင်း14ခုကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီဟာမြေပြင်မှာဆစ်ရှုံးနေတဲ့အတွက်စာတင်ကြောင်ဘာသာရေးအဆောင်နဲ့စစ်ယုံတွေကိုလေနဲ့ဘုံကျဲတက်ခတ်မှုအပါအဝင်အကြမ်းဖက်မှုမျိုးစုံကိုတိုးမြင့်ကျူးလွန်နေရလို့ကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့ကအမေရိကန်ပြည်တော်စုညွှန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့86ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီအစည်းအဝေးတစ်ခုမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း န်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးတို့ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ဟာမြေပြင်မှာဆစ်ရှုံးနေတဲ့အတွက်စာတင်ကျောင်းတွေဘာသာရေးအဆောင်တွေစစ်ရုံတွေကိုရွေချက်ရှိရှိတုံးမြင့်တက်ခတ်နေရလို့လည်းဆိုထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ဟာအရင်ကတည်းကနျူကလ িয়ার လက်နက်အစီအစဉ်ကိုပြုလုပ်ဖို့ရှိတယ်လို့တန်တရားရှိခဲ့တဲ့အချိန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတကာနိုင်ငံရဲ့အကူအညီနဲ့အသေးစားနျူကလ িয়ার ဓာအပင်းစစ်ရုံကိုတိစောက်ဖို့ကြံရည်နေတယ်လို့လည်းအဲ့ဒီအစည်းအဝေးမှာဥကြုံမိုးထုံက သတိပေးပြောဆိုလိုက်ပါတယ်။အဲ့ဒီစက်ရုံမျိုးကိုမြန်မာစစ်တပ်ကစီမံခန့်ခွဲနိုင်တဲ့အရေးချင်းမရှိတာကြောင့်အဲ့ဒီနျူကလ িয়ার အစီအစဉ်ကိုဆောင်ရွက်ရင်မြန်မာနိုင်ငံရဲ့ဒေသတွင်းပြည်သူတွေအတွက်လွန်စွာအနေရကြီးမားတယ်လို့လည်းဥကြုံမတော်ကထောက်ပြသတိပေးလိုက်ပါတယ်ရှင်။ အေယာရီတတဲ့တဲ့ဘောကိုတက်ဆက်ပေးကြပါရစေ။အေယာရီတိုင်းဖြာပုံမြို့နယ်ဖြာပုံတရားအစစ်မှာအကြက်ဖက်စစ်သားတွေကခီးသွားပြည်သူတွေစီကနေနေ့စဉ်ချင်းချောင်းငွေညင်နေတယ်လို့တနက်ပြချင်းချောင်းမှုတွေလည်းလုဆောင်နေလို့ဒေသနေပြည်သူတွေကရန်ကုန်ခစ်တဲ့တဲ့နာကိုပြပြပါရစေ။ အဲ့ဒီဖြာပုံတရားအစစ်မှာပြည်သူတွေကိုမှတ်ပုံတင်ပတ်မပါဆစ်ဆင်းနေတာဖြစ်ပြီးမှတ်ပုံတင်မပါရင်ငွေညစ်ပြီးမှတ်ပုံတင်ပါရင်လည်းတက်တန်းတိုးဖို့လိုရဲဆိုပြီးငွေညစ်နေတယ်လို့မှတ်ပုံတင်တက်တန်းတိုးဖို့မလိုသူတွေဆိုရင်လည်းနေကြော်တယ်လို့ဆိုပြီးအကြောင်းပြချက်မျိုးစုံနဲ့ငွေညစ်နေတာတွေကိုလှုပ်ဆောင်နေတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီလိုပြည်သူတွေကိုချင်းချောင်ငွေညစ်နေတာတွေကို2023ခုနှစ်ကစတင်လှုပ်ဆောင်နေတာဖြစ်ပြီးပြည်သူအချို့ကတိုင်ကြားခဲ့ပေမဲ့လည်းအေးအေးယူခြင်းမရှိပဲလက်ရှိချိန်ထိချင်းချောင်ငွေတောင်းရနေတော့ပဲလို့ ဒေသနေပြည်သူတို့ကပြပြပါရရှင်။ တနင်္သာရီတိုင်းတရင်တဘောကိုတက်ဆက်ပေးကြပါရယ်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာအကြက်ဖက်စစ်တပ်ကပြည်သူ၅ဦးကိုလယ်လှီးတပ်ဖြတ်တာပြစ်ခတ်တပ်ဖြတ်တာတွေကိုလုဆောင်ခဲ့လို့လောင်းလုံးမြို့နယ်ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်အော်တိုဘာလ12ရက်နေ့ကနေ16ရက်နေ့အထိလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်တပ်သားတွေကပြည်သူ၅ဦးကိုတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါရယ်အော်တိုဘာလ18ရက်နေ့ကအောက်ရေပြူကြေးရွာသား ကိုမင်းကိုကိုနဲ့အမိမသိပြည်သူလူငယ်တို့ကိုလက်လေးတပြက်ခဲ့တာဖြစ်ပြီးရုပ်လောင်းတွေကိုနှင်းမော်ရွာတင်ကြမ်းတွင်မှမြင်ပြုတ်ထားခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘာလ16ရက်နေ့ကလည်းစစ်တပ်စစ်ကြောင်းရွာတွေကိုဝင်လာတဲ့အတွက်ဆိုင်ကယ်နဲ့ထွက်ပြေးလာတဲ့ကတဲ့ငယ်ထိန်ရွာကအသက်30ရွယ်ကိုမင်းအောင်ခေါ်ကိုကန်းကန်းကိုအကြမ်းဖက်တပ်သားတွေက အောက်ရေပြူကြေးရွာနဲ့ကရက်ငယ်ထိန်ရွာအကြားမှာပြစ်တက်ခဲ့တယ်လို့အဲ့ဒီနေ့မှာပဲကျမ်းမာရဲ့မကောင်းတဲ့အတွက်အဲ့ရအထဲမှာလဲနေတဲ့ကရက်ငယ်ထိန်ရွာကအသက်83နှစ်အရွယ်ရှိတယ်။ဒေါ်ခင်မြင့်ခေါ်ဒေါ်မငယ်လည်းအကြမ်းဖက်စစ်ကောင်စီတပ်တွေပြစ်ခတ်တဲ့ကြီးစံထိမှန်သွားပြီးတေဆုံးခဲ့ရလို့လည်း Democracy Movement Strike Committee တဝဲအဖွဲ့ကပြောပြပါဗါး။အလားတူနှလုံးရောဂါအခန့်ရှိတဲ့အောက်ရေဖြူရွာကအသက်90ရွယ်တော့တက်တက်လေအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တံတွေကိုကြောက်ရွံ့ထ ိလန့်ပြီးနှလုံးဖောက်ကတစ်ဆုံးခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။စကန်တတဲ့တဲ့ဘောကိုတင်ဆက်ပေးကြပါရစေ။စကန်တိုင်းရှေဘုံမြွနဲ့ညံကိုင်းရွာကနေဆိုင်ကနဲ့ထွက်ခွာလာတဲ့အကျန်းဖတ်တသားနှစ်ဦးကိုပြစ်ခတ်တိုက်ခတ်ခဲ့ရမှာနှစ်ဦးစလုံးဟာသေသွားပြီး MA ဝါသနတလက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့ဗိုလ်ကြားရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရစေ။အော်တိုဘာလ27ရက်နေ့မနေ့9နိုင်ခွဲလောက်မှာ ညောင်ကွိုင်းရွာကနေတဲ့တီးတောရွာကိုဆိုင်ကတစည်းနဲ့ထွက်ခွာလာတဲ့စစ်သားပေဒီနဲ့ပြူစောတိမောင်ကြီးဆိုသူကိုတော်လင်းတဖွဲ့တွေကစောင့်ကြိုပစ်ခတ်တက်ကခဲ့ရမှာနှစ်ဦးစလုံးဟာတည်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။တည်သွားတဲ့စစ်ကောင်စီတပ်သားနှစ်ဦးစီကနေ MA ဝတနက်မျိုးစားတလက်ကြည်ပေါက်သုံးခုနဲ့ဤဂနာဘုံဒီလေးလုံးတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းဗိုလ်ကြားရိုင်းကပြောပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအားကောင်းတဲ့ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်ရှိနိုင်ပြီးမြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းမှာမိုးကြီးပြီးရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒကသတိပေးချက်ထုတ်ပြန်ထားပါတယ်။အဲ့ဒီမုန်တိုင်းငယ်ဟာဒီကနေ့ကနေစတင်ပြီးအနောက်အနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်က ပုံမအောက်ကောင်းလာနိုင်ပြီးဆက်ကလုံးမုံတိုင်းအဖြစ်ကိုရောက်ရှိနိုင်တယ်လို့လည်းထုတ်ပြန်ထားပါဗါဒ်အော်တိုဘာလ24ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာအောက်ကောင်းတဲ့ဆက်ကလုံးမုံတိုင်းအဖြစ်ကိုရောက်လာပြီး ပိုမိုအားကောင်းလာနိုင်တယ်လို့လည်းမိုးစလကခန့်မှန်းထားပါဗျ။မုံနိုင်ငယ်ရဲ့အချိန်ကြောင့်အော်တိုဘာလ25နေ့မှာနေပြီးတော့စကန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းအေရီတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေသအလိုက်မိုးကြီးတာနေရာကွက်ပြီးမိုးကြီးတာတွေနဲ့အတူလေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်လက်တပြည့် ေကြီးတာနဲ့မြေပြိုတာဆတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်ထားတယ်လို့လည်းမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ။